လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချစ်မှန်ရောက်ပြီဆိုရင်လူတော်တော်များများသွားရောက်ဖူးမြော်ကြတဲ့ဆူတောင်းပြည်နေရာလေးကိုတရင်ကျိုလာပြည့်နေမှာခေါ်သွားပြီးလိုက်ပြပါမယ်ခင်ဗျာကျွန်တော်တို့ကတော့ဒီနေရာလေးမှာပါသွားရောက်ဖူးမြော်မဲ့နေရာလေးကိုတော့သူတို့အတန်းထွန်းတဲ့ထဝီစဝမ်လို့ခေါ်ပါတယ်အဲ့နေရာကိုကျွန်တော်တို့နေရာကနေ36မိနစ်လောက်မောင်းရပြီးတော့အဲ့ဒီကနေအပြန်ကိုတော့အပြန်လဲမှလဲလို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်တဲ့ရေပူထွက်တဲ့နေရာလေးကိုသွားရောက်လဲပတ်ပြီးအပြန်လမ်းမှာပဲ မြောင်းအုံကိုဘုရားကိုလည်းကိုယ်တည်းဝင်ရောက်လဲပယ်ရင်ဘူးမြော်ပါမယ်ခင်ဗျာဆိုတော့စလိုက်ရအောင်ဗျာတဝိဇဝံစူတောင်းပြနေရာကိုရောက်တဲ့ဆိုရင်တော့ယခုဆိုင်လေးကိုအရင်ဆုံးတွေ့ရပြီးတော့သူတို့စီမှာစူတောင်းပြဖို့အတွက်လူဖွဲ့တွေဝယ်လို့ရပါတယ်ဘန်းနဲ့တင်ထားတဲ့အရာတွေကတော့ဘတ်150ပေးရပြီးတော့ဘန်းကတော့ဘတ်50ပေးရပါတယ်ဘန်းထဲမှာတော့ဖျောင်းနိုင်အမွေးတိုင်းစားစီနဲ့အခြားစာရေးထားတဲ့စာရွက်အချို့ပါဝင်ပါတယ် ခုမြင်နေရတာကတော့လူပွဲတွေနဲ့လာရောက်ဆူတောင်းနေကြတဲ့သူများဖြစ်ပြီးမြန်မာနိုင်ငံကလည်းလာလေတဲ့သူတော်တော်များများလဲဒီမှာလာရောက်ဆူတောင်းကြတာတွေရှိပါတယ်ဒီနေရာမှာကျွန်တော်ရှင်းပြချင်တာကတော့လူပွဲပစ္စည်းတွေကဒီအတိုင်းပဲကတ်လိုက်ရတာမျိုးမဟုတ်ပဲသူ့နေရာနဲ့သူကတ်ရပါတယ်အဲ့ဒါလေးကိုရှင်းပြတဲ့သူမရှိရင် လာတဲ့အခါဘယ်ကစားလို့ရမှန်းမသိဖြစ်တတ်ပါတယ်ဒါကြောင့်နေရာလေးလေးလိုက်ပြရင်တခုချင်းစီကိုရှင်းပြပါမယ် အခုမြင်နေရတဲ့အရာလေးကတော့ဘန်းထဲမှာပါတဲ့စာရွက်ထဲမှာကိုရဲ့နာမည်နဲ့အသက်ကိုအရင်ရေးဖို့လုပ်ပေးထားတဲ့နေရာလေးပါအဲ့ဒါပြီးတဲ့အခါမှာတော့ဒီနေရာလေးမှာဖះကိုဖိုးမြော်ပြီးမိမိလူရာစုကိုတောင်းကြပါတယ်အဲ့နောက်တော့ပါလာတဲ့စီမီးနှစ်ခွက်ကိုမိညိပြီးဒီနေရာလေးမှာပဲထားခဲ့ရပါတယ်နောက်တော့ရှေ့ကိုဆက်သွားရင်ပါလာတဲ့အမွှေးတိုင်လိုအတုံးလေးကိုဒီနေရာလေးမှာရေးစုပြီးထွန်းကြီးရပါတယ်ဒါပေမဲ့ထွန်းပြီးတာနဲ့မပြီးပဲ သူ့မှာကဏန်းလေးတွေနှလုံးသွမို့တချို့က၃လုံးပေါ်လာပါတယ်။အဲ့ဒီကဏန်းလေးတွေကိုမှတ်သားပြီးထီလက်မှတ်တွေဝယ်ထိုးတဲ့သူတွေလည်းရှိပါတယ်။အဲ့လိုထုံးညင်းပြီးတဲ့အခါမှာတော့ပါလာတဲ့အမွေးတံကိုမိညိပြီးမိကိုမငိမ့်လိုက်ပဲကတ်လူချောင်းရှ िख ိုးပြီးဆူတောင်းပြီးတဲ့နောက်မှာတော့ပါလာတဲ့ပိဆာအနေလေးကိုဒီနေရာမှာလာရောက်ချီပြီးလက်ထဲမှာကင်ထားတဲ့ဘန်းကိုကင်ပြီးတော့ကို့နာမည်နဲ့အသက်ကိုပြောပြီးလက်ထဲမှာကင်ထားတဲ့အရာတွေကိုလှူဒန်းချောင်းနဲ့တဝိဇဝံနာမည်ကိုတိုင်တယ်ပြီး မိမိလိုရာစုကိုဒီနေရာမှာဆူတောင်းကြပါတယ်အဲနောက်တော့ခုနကမိမိမှာပါလာတဲ့စီပူလေးကိုဒီနေရာနှစ်ခုမှာမျှထည့်ပြီးတော့ စီမီထွန်းညိပြီးမိမိခုနက ရေးထားတဲ့စာရွက်လေးကိုပေးရှို့လိုက်ပါတယ်အဲ့တော့ဒီနေရာလေးမှာတော့ပါလာတဲ့အထဲကအနီးရောင်စာရွက်ကိုတယောက်ကကင်ပြီးမိမိရဲ့ခေါင်းကနေခြေထောက်အထိတက်ချပြီးအကောင်းတွေဝင်မကောင်းတာတွေထွက်ဆိုပြီးစက်သုံးကောင်ရွတ်ဆိုပြီးတက်ချရပါတယ် ဒါအပြင်ရွှေတင်ငန်းကိုလှူခြင်းရင်လဲဝဲစရာမလိုပဲဒီမှာပဲယူပြီးကတ်လှူလို့ရပါတယ်ခင်ဗျာဒါကတော့ဘန်းထဲမှာပါလာတဲ့အရာတွေကိုဘလို့လှူဒန်းရတယ်ဆိုတာကို ရှင်းပြရင်ဒီစုတောင်းပြည့်နေရာလေးကိုလိုက်လံပြသခြင်းဖြစ်ပါတယ်လို့အဲ့တော့အနောက်ဘက်ကိုဆက်သွားရင်အစားတောက်စားရမယ့်နေရာတွေရှိပြီးမြွေဖျားကိုလည်းဆက်လက်တွေ့နိုင်ပါတယ် ။နောက်တော့ကျွန်တော်တို့73မိနစ်လောက်အပြန်လန်းကိုပြန်ပေါင်းပြီးရေပူစမ်းရှိတဲ့အပန်းဖြစ်နေရာလေးကိုဝင်ရောက်ခဲ့ပါတယ်။ဒီနေရာကတော့လူကြီးတစ်ယောက်ကို100ဘတ်ပေးရပြီးကလေးတစ်ယောက်ကို90ဘတ်ဝင်ကြီးပေးရပါတယ်။တော်တော်များများကတော့မိသားစုလိုက်လာကြပြီးဝင်ကြီးလေးရှိတဲ့အတွက်ခဏလာလေပတ်တာထက်အပန်းဖြေလာကြတဲ့သူတွေပုံများပါတယ်။ဘာလို့လဲဆိုရင်အထဲမှာဝင်ကြီးပဲပေးရတဲ့သူကလေပတ်ယုံနာရရှိပြီးရေဘူးကိုတော့6တောက်တော့စိန်လို့ရပါတယ်။ဒါပေမဲ့တကူလုံးစိန်ကျင်တာတို့ အနှိတ်ခံကြတာလို့ဆိုရင်တော့ဒီနေရာမှာပတ်စံထပ်ပေးပြီးဝင်ရပါတယ်ဒီနေရာမှာတတော်များကတော့ရေဘူးနေရာမှာကြက်ဥကိုပြုတ်ပြီးစားတော့ကြပါတယ်နေရာကတော့အရန်ကြီးလာတာမျိုးတော့မဟုတ်ဘူးမရောက်ဘူးလို့အလေလောက်ပဲလာတာကောင်းပြီးတော့ကြက်ဥပြုတ်နှံ့လဲတော်တော်လေးရတယ်ဗျာ တော်တို့လည်းအကြာကြီးမနေပဲနေရမ်းမပူခင်ပြန်ထွက်လာပြီးတော့မြောင်းအုံကူဖျားကို16မိနစ်လောက်မောင်းပြီးကြောက်လာခဲ့ပါတယ်။သူကတော့ဂူပေါ်တက်ဖို့အတွက်ဒီလေကားကနေဗန်းဆယ်ပေးပြီးတော့အတော်တက်ရပါတယ်။တော်တော်လည်းမောပါတယ်။အေးစေးစေး16မိနစ်လောက်တော့တက်ရပြီးတော့လမ်းမှာတော့ဂူရဲ့သမိုင်းအချင်းလေးကိုလည်းရေးပြထားတာတွေ့ရပါမယ်။ ခုကအရင်တုန်းကနာမည်ကတော့တမျိုးဖြစ်ပြီးနောက်ပိုင်းမှမြောင်းအောင်ကူလို့ပြန်လဲပြောင်းလဲသွားပြီးတော့ဂူမာလည်းတဘာဝလျောက်ဖြစ်ပေါ်လာတဲ့အရာများဖြစ်ကြောင်းရှင်းပြထားပါတယ်။ဂူဘက်ကိုဆက်သွားရင်တော့လူများနေတဲ့အချိန်ဖြစ်ပြီးဂူဝါကလည်းကျင်းတော့နည်းနည်းစောင့်ပြီးတော့ဂူရဲကိုဆင်းရပါတယ်။ ကိုရဲ့အဝင်လန်းကတော့အတော်ကိုကျင်းပြီးဆင်းရပေမဲ့အထဲမှာတော့တော်တော်ကိုကျဲပြီးလမ်းသွားလို့အဆင်ပြေအောင်လဲလုပ်ပေးထားပါတယ်။ကိုထဲမှာတော့ကြောက်ဆက်ပန်းဆွဲတွေနဲ့အတော်ကိုလှပါတယ်ဗျ။သေးကိုရောက်ရောက်ချင်းဗုဒ္ဓရောက်ခဲ့တယ်ဆိုတဲ့နေရာကိုမစင်းခင်မှာတော့ ိုးမြော်လို့ရမယ့်နေရာလေးတစ်ခုကိုတွေ့နိုင်ပါတယ်။အောက်ဘက်ကိုဆက်စင်းရင်တော့ကြောင်းတော်မူဖျားကိုတွေ့မြင်နိုင်ပြီးအောက်ကိုထိုးကျနေတဲ့ကြောက်ဆက်ပန်းဆွဲကနေလည်းရေလေးတွေတစ်စက်တစ်စက်ကျနေပါသေးတယ်။ ။နောက်တော့ကူရဲကိုဆက်ပြီးလမ်းလျှောက်လာမယ်ဆိုရင်တော့လက်တလျှောက်မှာရောက်ခဲ့တဲ့သူတွေမှာအမှတ်တရကြောက်တုံးလေးတွေစီထားတာတွေရှိပြီး တချို့ကတော့သူတို့ရဲ့နာမည်တွေနိုင်ငံမှာ ရေးချစ်ပြီးတော့တချို့ကတော့သူတို့ရဲ့လဝါအမှတ်သားလေးတွေဖန်တီးထားတာကိုလည်းတွေ့မြင်နိုင်ပါတယ်သူရဲ့အဆုံးနာပိုင်းလေးမှာလဲဖူးမြော်လို့ရနိုင်တဲ့ဇေဒီဖျားကိုတွေးနိုင်ပြီးနည်းနည်းဆက်သွားရင်တော့ကိုကတော့ပိတ်သွားပါပြီ။ အဲ့တော့ကျွန်တော်တို့လည်းအထင်းမှလည်းပြန်ပြီးပြီမို့ပြန်လဲထွက်ခွာလာခဲ့ပါတော့ကျောက်ဆက်ပန်းတွေရေးတာကျောက်ဆက်ပန်းတွေရေးတာဟိုအကလုံးမဲ့ဒီနေရာလေးမှာပဲသတင်းကျွတ်လာပြင်းနေမှာလေပတ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ခီးစဉ်လေးကတော့ပြီးဆုံးပါပြီခင်ဗျာကျွန်တော်တို့ရဲ့ခီးစဉ်လေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်းပါ65ပြန်လဲပြန်လဲဆုံတွေ့ကြပါစို့ခင်ဗျာဆင်းပါကြောက်ပါကောင်းတယ် 好大似一度排排咧咩？你，攞落攞落，慢嗯。嗯嗯啊